ဟောအဲ့ဒါတော့ဒါဒီဇလန်းသဘောအရာကိုပြီးတော့ကျွန်တော်ကိုရန်ကလည်းဒီဇကားတစ်ခုအကောင်းဆုံးပုံဖော်မယ်ဆိုတော့စိတ်ပဲရှိအောင်နော်အဲ့ဒီကနေပတ်သက်ပြီးကျွန်တော်ဘယ်လိုပြောမလဲအဲ့ဒီကနေပတ်သက်ပြီးဖိလဲမရှိပါဘူးတခါမှလေအဲ့လိုမျိုးလိုလိုက်လိုက်မကြည့်ဘူးပေါ့နော်ဇညုံးတွေပဲထွက်လာရယ်ဘရိုဝဲဆိုလဲဘရိုဝဲများများပေါ့ ော်အများကြီးပေါ့နော်ကျွန်တော်တို့ဆုံရဘူးပြီးသွားပြန်အဲ့မှာလည်းတစ်ခါမှအဲ့လိုမျိုးနာမည်ကလည်းနာမည်တော့ရောက်နေတာတင်ရပြီးတော့ဟိုးနောက်ဆုံးမှာအဲ့လိုတစ်ခါမှမရှိဘူးမရှိတဲ့ပြုတ်အဲ့နာမည်ကြည့်လို့မကြည့်ဘူးပေါ့ကလေးမှာတချင်းရိုက်တော့တချင်းရိုက်တဲ့ကညီလေးကိုစားတွေ့တော့စားတွေ့တော့ဟုတ်ဒီကဒရိုက်တာဆိုတော့ရှိုးလေးကတော့ရုပ်ကတန်တန်လေးပဲဟုတ်တယ် အဲ့ဒီကကြည်နေပါတော့နော်ဒီကကြည်နေတော့အဲ့မှာပထမဆုံးဆုံးတော့ပြီးတော့ဒီရိုက်ကိုကြီးလှုပ်တော့လေအဲ့တော့တော်တော်အဆင်ပြေတယ်စကားပြောရဆိုရတာအစားပြီးတော့နောက်တစ်ခုကဒါဘော်ဘော်ဟိုတနေ့ကဒီဒီမီတင်လောက်ကြတော့အဲ့မှာညီလေးကိုဟိုကျွန်တော်ကတော့ဒါကြည်တာပေါ့သူရဲ့စကားပြောအောင်ဆိုတော့ဒီတော့ငယ်ပေမဲ့သူကဒီအမှုပညာလောက်ပေါ်မှာတော်တော်ယူတော့တယ်ပြီးတော့သူမှပြီးတော့ဟိုခေါင်းဆောင်ညီနဲ့စိတ်ကမိုက်တယ် ိုက်တယ်ဆိုတော့အဲ့ဒါလေးကတော့တော်တော်လေးသဘောကျတယ်။သဘောကျပြီးတော့ဟိုညီလေးနဲ့ဒါဒုတိယအချိန်ဆိုတော့ဒါညီလေးဒီကောက်အကောင်းဆုံးသူလုံနိုင်မယ်ဆိုတာလည်းယုံကြည်ပါတယ်။ပြီးတော့ညီလေးနေထွက်ကတော့ဒါဒါဟိုကောက်မှာကဂျင်ပေါ်မှာကစကားပြောတဲ့အခါတော့မစုံလိုက်ဘူးအတူတူကော်ဖီတောက်တာပဲရှိတယ်၆ရောက်အတူတူကော်ဖီတောက်တာပဲရှိတယ်။အဲဒါမဲ့ဟိုဒီခင်ပြိုမရီစီဇန်မှာအဲညီလေးရေဟိုကနေလင်းချိန်ရေဟုတ်တယ်သုံးယောက်စကားပြောကြတော့ မသိရင်ဟိုတောင်ရောက်ကအပြင်မှာတငယ်ချင်းတွေလို့အေးအချာကြီးပေါင်းလာသလိုအချာကြီးပေါင်းလာသလိုကြီးခိုင်းနေကြဟိုတော်တော်လေးပဲတော်တော်ဖျောက်နေဟုတ်ပါခံယူချက်တွေတော့တူနေရောက်ချက်လေးတွေအဲ့လိုပေါင်းကြီးလိုက်ရင်တစ်ခေါက်ကြီးခိုင်းပါဆိုသိရပေါင်းလိုက်တယ်အာဒီဘက်ကဘယ်လိုဆိုသိပါရဲ့ချူလေးရရေလေးဒီစနေမန္တလေးသားဆိုမန္တလေးသားရဲ့စကိုင်းဟန်တက်တယ်အမော်သားနဲ့မန္တလေးသားနဲ့ရန်ကုန်သားနဲ့ဟုတ်ညီလေးက ကြီးကစကားပြောတာကောင်းတယ်စကားပြောတာလည်းကောင်းတယ်ပြီးတော့ဟိုနောက်တစ်ခုကသူပြောတဲ့ဟာလေးကစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်ဟိုဘယ်လိုဖြစ်ကိုကအသက်ကြီးရဆိုပေမဲ့လေဟိုလူလူငယ်ဒီစီကလေကိုတက်ငယ်တဲ့လူစီကတင်ရမယ်လေတင်ရမယ်ဆိုတော့ဒါဒီလေးရဲ့ပြောပုံဆိုပုံလေးကလေစိတ်ဝင်စားဖို့ကောင်းတယ် ့အရှိနောက်ကိုဒီခလောင်းသိမရှိဘောဒီအမှုပညာကိုပဲအဓိကစာပေးပြီးသွားကြတယ်။အော်အဲ့ဒါတော့ဒါဒီဇလန်းသဘောအရာကိုပြီးတော့ကျွန်တော်ကိုရန်ကလည်းဒီဇကားတစ်ခုအကောင်းဆုံးပုံဖော်မယ်ဆိုတော့စိတ်ပဲရှိတာပါเนาะအဲ့ဒီကနေပတ်သက်ပြီးကျွန်တော်ဘယ်လိုပြောမလဲအဲ့ဒီကနေပတ်သက်ပြီး feel လည်းမရှိပါဘူးဒါဆိုကိုကဟိုဒီဒီဇကားကောင်းဖို့ကတယောက်တည်းကောင်းလို့မရအောင်လေအကုန်လုံးအကုန်လုံးကောင်းမှဒီကားကောင်းမှဆိုတော့ဒီကိုကိုတောင်းယူရတဲ့အပိုင်းကိုကိုအကောင်းဆုံးလုပ်မယ်ဆိုတော့ဒီစိတ်တစ်ခုပဲ ိကတော့ကိုကောင်းဖို့တက်ကိုကောင်းကိုကောင်းဖို့လည်းကြိုးစားမယ်စကားတစ်ခုလုံးကောင်းဖို့ကိုအရေးကြီးပါတယ်ကျွန်တော်ကျွန်တော်အနေနဲ့ပါအဲ့ရအောင်ထပ်ဆောင်းပါပြောမယ်ကျွန်တော်ကတော့ position နဲ့တွားတယ်ဥပမာဆိုတော့ကျွန်တော်တို့ကဒီ position 1ပေါ်မှာကျွန်တော်တို့တယောက်ကိုဒီလုပ်လိုက်ပြီဆိုတော့အကိုကိုလည်းကျွန်တော်တို့ပုံမှန်နေလိုက်ပြောတာအကိုကြီးကျွန်တော်တို့မြင်တိုင်းရက်ခံပါတယ်ဒီ character တော့အကိုနဲ့မှလိုက်ပြီးတော့ဗျာကျွန်တော်ဗျာ position 1 2လို့တာခွဲရတာကွာတကယ်တမ်းသိရမလား အမှန်တိုင်းပြောရမယ်ဆိုတော့ဒီဘက် character လည်းအရင် strong ဖြစ်နေတယ်ဒီဘက် character လည်း strong ဖြစ်နေတဲ့ character ပါအဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာတခြားလူကိုတုံးလိုက်မယ်ဆိုဆိုင်အကိုကိုတုံးလိုက်တာပို့ပြီးတော့မိုက်မယ်ဆိုပြီးခန်းစားလို့အဲ့လိုလုပ်လိုက်တာပေါ့ဒါ position 1 2နဲ့ပဲဆိုင်တာခုနပြောလို့ရှေးနောက်တွေပါရတော့ကျွန်တော်ကျွန်တော်အနေနဲ့ကျွန်တော်လူငယ်အနေနဲ့ဆိုရင်တော့တိတ်ပြီးတော့အရေးမကြီးဘူးပေါ့နော်ကျွန်တော်အမြင်ကျွန်တော် perspective ပါဟုတ်မဲ့တတ်တတ်လောက်တာမဟုတ်ဘူးပေါ့ကျွန်တော်ဒါအမှန်တမ်းပြောရင်တော့ရွေးရွေးပြောရင်တတ်တတ်လောက်လိုက်တာမဟုတ်ဘူးဒါကလုံးဝ ဒီလိုပဲဖြစ်ရမှာမို့လို့ format ကထွက်လာတော့ဒီ character ကိုပေးလိုက်တယ်အခုအနေနဲ့ကျွန်တော်အရန်အံ့ဩသွားတာပေါ့အရန်ဟာပြဿနာမရှိဘူးဒါငါအဓိက character ပဲဆိုတော့ okay ဆိုတော့မိုက်တာပေါ့အဲ့တော့မိုက်တာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့ကျွန်တော် respect ရှိပါတယ်ဒါမျိုးဆိုရင်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးကျွန်တော်ကအခုရအောင် fight လိုက်တယ်လေးစားမှာပေါ့ဘာလဲဆိုတော့ခုခက်ကနော်အာဘယ်လိုလဲဆိုတော့ကဟိုဒါအခုဆိုလို့ရှိရင်ဒါတွေကို မအရင်မတွေ့ဘူးကိုယ့်ရဲ့ဒီ character ပုံကိုဘယ်လောက်သက်သာရှိမယ် character ပုံပြီးပြင်ပြီးရော character ဟိုအကိုအကိုတို့ character challenge တခုဖြစ်တဲ့ဟာမျိုးလက်ခံလိုက်တယ်အဲ့ဆိုဘာဘာတို့တက်ပြီလဲဆိုတော့အော်လို့ကိုကိုကိုယ့်ရဲ့ကိုယ့်ရဲ့ character တော်တူအောင်ပဲပေါ့နော်ကျွန်တော်လည်း um တခါမှလေအဲ့လိုမျိုးလိုလိုက်လိုက်မကြည့်ဘူးပေါ့နော်ဇညွန်းတွေပဲထွက်လာရယ်ခရော့ဝဲဆိုလဲခရော့ဝဲများများပေါ့ ဟောအများကြီးပေါ့နော်ကျွန်တော်တို့ဆုံရဘူးပြီးသွားပြန်အဲ့မှာလေတခါမှအဲ့လိုမျိုးနာမည်ဟာလေတစ်နာမည်နောက်ရောက်မှာတေးရပြီးနော်ဟိုးနောက်ဆုံးမှာအဲ့လိုမျိုးတခါမှမရှိဘူးမရှိတဲ့ပြီးသူအဲ့နာမည်ကြည့်ရောမကြည့်ပြတာပေါ့နော်အဲ့လိုလူတွေမှာပါတယ်ဆိုတော့အာညခုနကပြောတော့ဒီကိစ္စနဲ့ပတ်သက်လို့တော့ဒါကျွန်တော်နဲ့လည်းဆက်ချင်းတွေ့တာတော်တော်လေးလေးစားပါရောက်